မငိုရတဲ့ရက်မရှိတဲ့လောက်ကိုနေ့စဉ်နေတိုင်းပေါ့အဲ့လိုကြိုးစားပြီးတော့လေနည်းနည်းအားဆိုင်ပြီးတော့တည်ဆောင်ထားပါတယ်အဲ့ဒီဟာလေးဟိုတက်လာရင်လည်းအပြစ်ကြပါဦးမင်းတို့ကအခုချိန်ဒီ forever နဲ့လက်တွဲလုံးဝမဖြုတ်သေးပါဘူး forever လေးမှာပဲရှိနေပါသေးတယ်ဇာလန်တွဲလေးရိုက်ထားရပေါ့ထပ်ပြီးတော့လည်း ရိုက်ဖြစ်တယ်ဆိုလို့ရှိရင်လည်းမျိုးတို့ယုံနေလည်းဖြစ်ခြင်းဖြစ်မယ်အပြင်းနဲ့လည်းဖြစ်ခြင်းဖြစ်မယ်ဒါတော့လက်တော်လုံးမှာမပြောနိုင်ဘူးပေါ့နော်တခြားကြတော့ကိုစီစဉ်နိုင်လေးရောရှိနေပေမဲ့ဟိုတေချာမှပြောတာကောင်းတာပဲအဲ့လိုအားကြောင့်လို့မပြောသေးဘူးဟုတ်ဟိုအဓိကမြတ်သူကဒီဘက်မှာဆိုလို့ရှိရင်လည်းမလေးဟင်းအောင်တော်နေတယ်လို့စူးစမ်းတယ်ဒါပေမဲ့ တကယ်လို့ချင်တယ်ဆိုလို့ရှိရင်အချိန်ဆိုတာသူကလည်းသူ manage လုပ်လို့ရပါတယ်လုပ်နိုင်မှုပဲလို့တာပါနော်နောက်တစ်ခုကစိတ်တစ်ခုပဲသူတို့အလုပ်တွေကိုထောက်ကိုလုပ်ငန်း၄၅ခုကိုဦးစီးနေတွေ့လဲအများကြီးရှိတာပဲလေနော်ကိုကမှအခုဒီအားလေးလုပ်ငန်းလေးတစ်ခုနဲ့ဒါကိုရဲ့အနုပညာလုပ်လေးနဲ့ဆိုတော့ဒီကြားထဲမှာလည်းသူစိုင်းဖိတိုင်းတန်လန်းနဲ့ပဲဇလန်းတွေတဲတဲကိုဒါလာချီပြီးရိုက်ခဲ့တာပဲဆိုတော့လေရအောင်လို့ဟန်တယ်လို့ရအောင်အဓိကစိတ်စိတ်တစ်ခုပါအဲ့လိုမျိုးကြီးတော့မရှိပါဘူးဘာလို့လဲဆိုတော့ကိုကအနုပညာ အလုပ်ကိုလုပ်ချင်တဲ့တေးဥဆောင်ရတာကိုပျော်တယ်တေးဥဆောင်နေရရင်ကိုကိုကိုပို့ပြီးတော့လုံချင်မှုရှိတယ်အဲ့လိုအချိန်မျိုးမှာဇက်တိုင်းရကိုနဲ့မလိုက်နိုင်ဘူးပေါ့နော်အဲ့တော့ကိုနဲ့မလိုက်နိုင်နိုင်ယူလဲကိုလာငားမှာမဟုတ်ဘူးအဲ့တော့ကိုလာပြီးကန်လန်းနေဆိုလို့ရှိရင်ဒါအမြင်မှာလိုက်တယ်လို့ယူဆလို့လည်းဖြစ်နိုင်တယ်ပုဂ္ဂိုလ်ရေးအရဟိုခင်မင်းရင်းနှီးလို့လည်းဖြစ်နိုင်တယ်အဲ့လိုဆိုတော့ကို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 လုံနိုင်မယ်လို့ထင်တော့လုံမယ်အဲ့လိုအရင်ကြီးပေါ့နော်ဟာဘယ်လိုဇက်မျိုးမှရိုက်ပါမယ်ဆိုရွေးချင်နေတာကိုလည်းဘာမှမဟုတ်ဘူးပေါ့နော် ါဇလန်တွဲမှာပဲဒါပေါဝင်ထားတဲ့တရုတ်ဆောင်တယောက်အနေနဲ့ပဲဆိုတော့တရုတ်ဆောင်တယောက်အနေနဲ့ကတော့အဓိကရာမာတို့ဟိုဇလန်ကောင်းမာတို့အဲ့လိုဆိုတာတက်တယ်ကိုလှုပ်ချင်တဲ့အရာလေးကိုကိုယ့်ရဲ့ကြာရနေရာလေးမှာတောင်းကြည့်ရတဲ့သူတွေဖြစ်ချင်ပါဟုတ်ပြောပါတယ်ဟိုဒါဆိုလို့ရှိရင်အနစ်ကိုဆက်ချီသွားပြီလေနော်အဲ့တော့အဲ့ဒီချိန်မှာလည်းသူကပထမဦးဆုံးဒါအဓိကဆက်ဆောင်နေရရတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကိုယ့်ရဲ့အမှတ်တရရည်လည်းဖြစ်ခဲ့တယ်လေ ရင်နာလေးပြန်တက်တဲ့အချိန်ကကိုယ့်ရင်နာဆိုင်ဖွင့်နေချိန်လေးဆိုတော့လေဆိုင်ဆိုင်ရဲ့ဆောင်မှုလေးကိုတော့မှပထမဆုံးအမျိုးမျိုးစဉ်းစားကြရတယ်။ဘယ်လိုလေးပြီးရင်ကောင်းမလဲပေါ့နော်။အဲ့တော့နောက်ဆုံးလေအဲသူများစိတ်တမကြိုက်တယ်တော့မသိပါတော့ကိုပါကိုပဲအော်ရေနာလေးရေနာထမြက်သူမှာရှာဆိုပြီးအဲ့လိုမျိုးပေါ့နော်ကိုတူလေးနဲ့ကိုတော်မှာပဲစာစီလိုက်တယ်ပေါ့နော်ဘဝမှာအမှတ်တရဖြစ်ပါတယ်ဘာလို့ဆိုတော့အကူနဲ့စုံတာလေအဲ့ကကြောက်မယ်ဆိုတော့လေအခုကျတော့ ဒါလေးကပြန်တက်လာတာရောကကွတ်တီလိုလေးဖြစ်သွားတာပေါ့နော်တချို့ကျတော့အရင်တော့အတင်းဆောင်လုတ်ခဲ့တာကိုမသိရသေးရှိရခုချက်ဒီမျိုးတို့ကိုဆိုင်မျိုးသမီးလို့သိပေမဲ့ အာဟိုတရုတ်ဆောင်မြန်သူတူဆိုပြီးမသိတဲ့သူတွေရှိကြသေးတယ်။ဒါဆိုမြန်သူတို့ဇလန်တွဲတွေရိုက်ခဲ့ပြီးတော့လွင့်ခဲ့တဲ့အချိန်ကဆယ်စုနှစ်တစ်စုစာလောက်ဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီအငယ်တန်းလေးတွေကမသိကြဘူးလေ။မသိကြအောင်ဆိုတဲ့အချိန်မှာဒီကားလေးပြန်တက်လာတဲ့ခါကျတော့အော်အရင်ကဟိုဇလန်နဲ့မှပေါ့ဦးတဲ့အမကြီးဆိုပြီးတော့လည်းပြန်မှတ်မိသွားကြအောင်နော်။ဟုတ်ကဲ့။အော်ဒါကတော့အသက်အရွယ်တစ်ခုရောက်လာရင်လူကတော့လူအလုံးလုံးကြမှာပဲလေနော်။ကိုယ်လည်းအိမ်တော်ပြုတ်တယ်ဒီလိုပဲကိုယ်တငယ်ချင်းဆိုလို့ရှိရင်လည်းအမကလေးတော်ရနေပြီအဲ့လိုမျိုးဆိုတော့လေ။အဲမြို့တော်လည်းတရုတ်ဆောင်နေလည်းလူတွေပါပဲ။ ဘဝမှာ plan ထားလေးရှိမယ်တချို့ကျတော့လေတယောက်တည်းဆက်ပြီးသွားဖို့ရှိတယ်လို့တချို့ကျတော့လေမိသားစု plan လေးရှိရဆိုရင်လွန်ခဲ့တဲ့10နှစ်နဲ့အခု10နှစ်ဆိုလွန်ခဲ့တဲ့20အခုချိန်မှာ30ကျော်အဲ့လိုဆိုတော့ interview သင့်ပြီလေနော်ရွေထားပြီဆိုလို့ရှိရင်ဒါလေးတွေကတော့ကြုံရမှာလေဆိုတော့လေတိတ်တော့ဒူးစက်တော့မရှိပါဘူးဒါပေမဲ့ငွေချင်းတွေတော့ပြန်မစုံဖြစ်တာပေါ့နော်မပြောတော့ပြောတော့အဲ့တော့လေကိုလုံနေတလားအကောင်းဆုံးလောက်တာပဲပေါ့နော်အဲ ဘယ်ရမဆိုဟိုတာဝန်ကြီးတဲ့သူဖြစ်ချင်တာပေါ့အဲ့စိတ်ကလေးပေါ့နော်အဲ့တော့အခုဒီနောက်လာမယ့်ဇာတ်လမ်းမှာဆိုရင်လည်းငိုရတဲ့ရက်မရှိတဲ့လောက်ကိုနေ့စဉ်နေတိုင်းပေါ့လို့စူးစမ်းပြီးတော့လေနည်းနည်းအားဆိုင်ပြီးတော့တည်ဆောင်ထားပါတယ်အဲ့ဒါလေးဟိုတက်လာရင်လည်းအပိတ်ကြပါဦး